မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့ပတ်စဉ်အင်ချာမီသတင်းများစီစဉ်ရနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီဒီဘက်တို့ရေးချက်တိဆက်ပေးမဲ့ပထမဆုံးသတင်းကတော့တောင်ရင်မြစ်တစ်ဖက်ကမြန်မာဘက်အခြေမှာအဆောင်အုံတွေထပ်မံတိစောက်နေရတွေ့ရတယ်လို့ထိုင်းသတင်းများဖော်ပြထားရဆိုတဲ့အကြောင်းပြပြပေးကြပါမယ် online လေးလေလောင်းစားမှုများကိုအများဆုံးခြေချလောက်ကလျက်ရှိတဲ့ KK Pack နယ်မြေရွှေကောက်ကူနယ်မြေအတွင်းရှိခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားတဲ့တရားမဝင်အဆောင်အုံများအားရှင်းလင်းဖြန့်စည်းနေခြင်းအတွင်းထိုင်းနိုင်ငံ Tough KI ဖိုပရာမြို့နယ်ချောင်းကပ်ရွာနယ်မြန်နေချင်းဆိုင်တောင်ရင်မြစ်တစ်ဖက်ကမြန်မာဘက်အခြေမှာ အဆောက်အုံကြီးတွေအစ်တထမှန်ဆောက်လုပ်နေတာကိုတွေ့ရတယ်လို့ reporter သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဒီအဆောက်အုံကြီးတွေဟာ ထိုင်းနိုင်ငံ Tough KI ဖိုဖရာမြို့နယ်ချောင်းကပ်ပြွာနယ်မြန်မာချင်းစံတောင်ရင်မြစ်တစ်ဖက်ကမြန်မာဘက်အခြေမှာအသစ်ထမှန်ဆောက်လုပ်နေတာဖြစ်ပြီးနေအောင်ကြီးစွဲရင်တုံးဆိုလာပြားတွေအများပြားတက်ဆင်ထားတယ်လို့လည်းသိရပါဗျ။အစာဦး area ပတ်လည်မှာလည်းမြန်မာတဲ့ကွန်ကရစ်ခြံစည်ရိုးတွေကာယံထားတာဖြစ်ပြီးခမိုးတလျှောက်တွင်လည်းဆိုလာပြားများနဲ့အတူ Starlink Internet ချိတ်ဆက်ရေးကိရိယာများကိုလည်းတွေ့ခဲ့ရတယ်လို့သိရပါဗျ။အာနာပိုင်တွင်အနေနဲ့မြောက်ဝတီဒေသက KK Pack နဲ့ရွှေကုတ်ကူမှာချားပြက်လင်လဲရေးကိုင်းတွေနှင်းနှင်းမှုတွေပြုလုပ်နေတဲ့အချိန်အခုလိုဒီဘက်ကိုပြောင်းရွှေ့လာတာဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုမှုတွေရှိနေရပဲဖြစ်ပါတယ်။နောက်တစ်ပုံအနေနဲ့ မယ်ကော်တောင်းမြို့မှာတည်ဆောက်မယ်အပီပီဆိုင်ရာကဲရိုနဲ့စိတ်ကန်းတဲ့အတွက်တင်တာခေါ်ယူနေပြီဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်တင်းလိုက်တိုင်းနေတာကြီးကော်တောင်းစိတ်ကန်းအနည်းတွင်ပီပီဆိုင်ရာကဲရိုနဲ့စိတ်ကန်းတဲ့တခုတည်ဆောက်ရန်အတွေ့အကြုံရှိကုမ္ပဏီများတင်တာတင်သွင်းနိုင်တယ်လို့မြန်မာစိတ်ကန်းအာဏာပိုင် MPA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ကော်တောင်းစိတ်ကန်းတော်ဝင်တန်ကူကွန်ကရစ်စိတ်ကန်းတရရဲ့တောင်ဘက်ကလေးရဲ့မြေနေရာတွင်တည်ဆောက်နိုင်ရေးအတွက်တိုင်းတာချင်း လေးလာဆန်းစစ်ခြင်းနဲ့ပုံစံဒီဇိုင်းများရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက်တင်တာခွေယူခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။တင်တာပုံစံကိုအမှတ်30ပတ်စိုရန်လန်မြမစိတ်ကန်အာနာပိုင်ရုံးချုပ်တွင် ယခုလ20ရက်မှ28ရက်အထိရုံးချိန်အတွင်းဝယ်ယူနိုင်တယ်လို့ထုတ်ပြန်ထားရှိပြီးလာမယ့်ဒီဇင်ဘာလ9ရက်တွင်တင်တာစတင်ဖွင့်လှစ်မယ်လို့သိရပါတယ်။လက်ရှိအချိန်တွင်ထိုင်းမြန်မာရေကြောင်းကုန်သွယ်မှုတွင်ရနောင်းကော့တောင်းရနောင်းရေလမ်းကြောင်းကတဆင့်တွင်းကုန်လိုင်စင်များဦးစားပေးခွင့်ပြုနေရကြောင်းကော့တောင်းမြို့တွင် PP ဆိုင်ရာကင်မရာစိတ်ကန်တီတစ်ခုတည်ဆောက်ရန်ပြင်ဆင်နေတာဖြစ်ပြီးမူလရှိပြီးတဲ့တော်ဝင်တန်ကူကွန်ကရစ်စိတ်ကန်တရာကိုလည်းကရင်မြအုပ်ပြုကကုန်တင်သမိုးကြီးတွေပုံပုံလက်ခံနိုင်အောင်ကြီးစားပြင်ဆင်မှုတွေလုပ်ထားတယ်လို့လည်းသိရပါဗျ ။နောက်တဲ့ပုံအနေနဲ့ရွှေကုတ်ကူနယ်မြေတွင်းရှိတရားမှုအဆောက်အအုံများကိုစတင်ချိတ်ပိတ်သိမ်းဆည်းရဲဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ရွှေကုတ်ကူနယ်မြေတွင်းရှိတရားမှုအဆောက်အအုံများအားစနစ်တကျဖြိုကျဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်နေပြီးတရားမှုအဆောက်အအုံများကိုစတင်ချိတ်ပိတ်သိမ်းဆည်းနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ ရောက်ရီမက်တော်တလေ KKback နေမြေအတွင်းရှိ online လင်လင်လောင်းစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့တဲ့အဆောက်အအုံများကိုအပိုင်းသုံးပိုင်းခွဲပြီးစနစ်တကျဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိနေရဖြစ်ပါတယ်။အပိုင်းသုံးနေမြေအတွင်းရှိတရားမဝင်အဆောက်အအုံ၁၀လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့တဲ့ဖြင့်အပိုင်းသုံးနေမြေအတွင်းရှိအဆောက်အအုံ၄၅၂လုံးနဲ့ယနေ့အထိတရား၈လုံးဖြိုချဖျက်ဆီးခဲ့ပြီး KKback နေမြေအတွင်းရှိတရားမဝင်အဆောက်အအုံစုစုပေါင်း635လုံးနဲ့256လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ရွှေကုတ်ကူနေမြေအတွင်းရှိလူနေအဆောက်အအုံများကိုရောင်များဈေးဆိုင်ခန်းများ ဟိုတယ်များနဲ့ KTV များဖြစ်တဲ့ တစ်ထက်အဆောက်အုံနှလုံး၊နှစ်ထက်အဆောက်အုံ၁၁လုံး၊သုံးထက်အဆောက်အုံ၄၀နှလုံး၊ခုနှစ်ထက်အဆောက်အုံ၁လုံး၊ကိုးထက်အဆောက်အုံ၂လုံးနဲ့၁၉ထက်အဆောက်အုံ၁လုံးစုစုပေါင်းတရားမဝင်အဆောက်အုံ၅၉လုံးတို့ကိုထပ်မံစစ်ဆေးခဲ့ရာ online လင်လယ်မှုနဲ့လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေသူတွေကိုတွေ့ရခြင်းမရှိဘဲဖုန်းမျိုးစုအလုံး၁၂၀ကွန်ပျူတာမျိုးစုံ၂၁၂လုံးနဲ့အသုံးဆောင်ပစ္စည်းများကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။ရှေကောက်ကူနယ်မြေတွင်ရှိ online လင်လယ်မှုများဆောင်ရွက်ရာတွင်အသုံးပြုခဲ့တဲ့အဆောက်အုံများအားနိုဝင်ဘာ၁၈ရက်မှစတင်စစ်ဆေးခဲ့ရာယနေ့အထိတရားမဝင်အဆောက်အုံ င်တရာကိုလုံးကိုတွေ့ရှိခဲ့ပြီးအဆိုပါအဆောင်များပြန်လည်အသုံးပြုမှုမရှိစေရတဲ့အတွက်တင်းစီချိတ်ပင်ခြင်းများကိုယနေ့တွင်စတင်ဆောင်ရွက်ကြရာအဆောင်22လုံးချိတ်ပိတ်တင်းစီပြီဖြစ်ကြောင်းလည်းသိရပါတယ်နိုင်ငံတကာကဏ္ဍအနေနဲ့ဆယ်စုနှစ်တစုအတွင်းမှာအကြီးမားဆုံးမိလောင်မှုဖြစ်ပွားခဲ့တဲ့ဟောင်ကောင်မြို့ရှိ1 Falcon Air ဆိုတဲ့အကြောင်းပြောပြပေးချင်ပါတယ် ဟောင်ကောင်မြို့တိုင်ပိုခရိုင်တွင်းရှိ1 for good အင်ယာဝင်းတွင်မှာအမြင့်ဆုံးဆင့် level 5မီလောင်မှုကြီးဖြစ်ပွားခဲ့တယ်လို့ CNN World သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါဗျ။ဒီမီလောင်မှုဟာပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့ကတိုက်ခမ်းပေါင်း2000နီးပါးအဆောက်အုံရှစ်လုံးလူပေါင်း4800ခန့်နေထိုင်တဲ့1 for good အင်ယာဝင်းတွင်မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါဗျ။ ဒီမီလောင်မှုကအဆောက်အုံပြည်လဲထင်းသိမ်းရေးလုပ်ငန်းရှင်များဆောင်ရွက်နေစဉ်ဝမ်ချောင်းတာဝါမှစတင်ခဲ့တာဖြစ်ပြီးတက်တလျှောက်ဆင်ထားတဲ့ညမ်းစင်များနဲ့ပိုလီစတိုင်ရင်းပုံပြများမှတဆင့်မီးပုံမှုကူးဆက်လာတာဖြစ်ပြီးအခြားတာဝါများထိပြန့်လန့်လာခဲ့တာပဲဖြစ်ပါတယ်။အင်ယာဝန်တွင်းနေထိုင်သူများရဲ့ပြောကြားချက်အရမီးလောင်မှုစတင်ချိန်တွင် fire လက်များအလုံးလုံးချင်းမရှိတာကြောင့်အချိန်တုံအတွင်းမီးအလင်များပြန့်နှံ့သွားရလို့ဆိုပါတယ်။လက်ရှိတွင် တာဝါရှစ်လုံးနဲ့ခုနှစ်လုံးမှာမီးလောင်ကျွမ်းခံထားရပြီးအိမ်ယာဝန်တွင်းနေထိုင်သူများကိုလည်းယာယီနေထိုင်ရေးအဆောက်အုံများထံသို့ရွှေ့ပြောင်းထားကြောင်းသိရပါတယ်။ဒါအပြင်ယခုမီးလောင်မှုဖြစ်စဉ်တွင်နေနာသူအိမ်အောင်စုများကိုဟောင်ကောင်ဒေါ်လာ1000စီထောက်ပံ့ကြေးပေးသွားမယ်လို့ဟောင်ကောင်ဝန်ကြီးချုပ်ဂျွန်လီရဲ့ပြောကြားချက်အရသိရပါတယ်။နောက်ဆုံးရသတင်းများအရမီးလောင်မှုကြောင့်မိသက်သမားတဦးပါဝင်တည်ဆုံးသူ94ဦး၊ဒဏ်ရာရရှိသူ86ဦးနဲ့ပျောက်ဆုံးသူ300ဝန်းကျင်တိရှိကြောင်း CNN World သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ ။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ပတ်တွင်မှာလည်းစိတ်ဝင်စားဖို့အင်ချမ်မီသတင်းတွေကိုထပ်မံတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်မြန်မာ property ဒီလာရဲ့ပတ်စဉ်အင်ချမ်မီသတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြားရင်းပဲကျွန်တော်တို့ရဲ့စီစဉ်ကိုဓမ္မဘက်ရန်အောင်ပြုပါခင်ဗျာ။မြန်မာအင်ချမ်မြေအတွက် MBD News